ပပြည်သူများရှင်ကြည်ပြာစိမ့်နေတဲ့ပင်လယ်ရေပြင်ကိုပိုင်ဆိုင်ထားပြီးတဘာဝတရားကြီးကဖန်ဆင်းပေးထားတဲ့လက်ဆောင်များနဲ့အံ့ဩရှုမောပွဲအလှတရားများကိုပိုင်ဆိုင်ထားတဲ့နေရာပင်လယ်ရေပြင်နဲ့အချိန်ကြာမြင့်စွာရေကူးကတ်ခြင်းနဲ့ရေငုံနိုင်ခြင်းခနာကိုကိုအားကိုကရေငုပ်ပြီးမိန်းနံတို့ဖြင့် ငားမြော့ကင်းမွန်တဲ့ပင်လယ်ရေသတ္တဝါများကိုရှာဖွေရမှာကျွမ်းကျင်မှုရှိကတဘာဝနဲ့တသားတွေကြအောင်နေတတ်နိုင်လို့နဲ့မြမလူမျိုးနယ်စုထဲမှာအထူးခြားဆုံးနဲ့ခေတ်နောက်ကြဆုံးလူမျိုးစုများဖြစ်တဲ့စလုံးလူမျိုးအများစုနေထိုင်ရနေရာဒီနေရာကတော့မြန်မာနိုင်ငံရဲ့အနောက်တောင်ဘက်ဆုံးတနင်္လာရီတိုင်းဒေသကြီးကော့တောင်းမြို့နယ်အတွင်းကလမ်းပိကျွန်းတန်းရှိကြီးရဲ့အောက်အနောက်တောင်ဘက်ဆောင်းမြန်မာပင်လယ်ကြီးပိုင်းနဲ့ထက်မှတရှိရေကျွန်းတကျွန်းဖြစ်တဲ့ဂျလန်ကျွန်းပဲဖြစ်ပါတယ် ချက်လန်းကျွတ်မှာတော့အင်ဂျီ60ကျော်ရှိတာအင်ဂျီထောက်ဝက်ခံကတော့စလုံးလူမျိုးများနေထိုင်ကြတာပဲဖြစ်ပါတယ်စလုံးဆိုတဲ့အမည်ကတော့မြမတို့ခေါ်တဲ့အခေါ်ဖြစ်ပြီးစလုံးတို့ကတော့အချင်းချင်းမော်ကင်းကိုခေါ်ကြပါတယ်အထိပ္ပယ်ကတော့ပင်လယ်တွင်ရေသူပဲဖြစ်ပါတယ် တနာကျင်နာတဲ့ချင်းယောသားချင်းအလုံးအမင်းကြောက်ရွံ့တဲ့ချင်းယုံမှတ်အားထားလိုချင်တဲ့အုပ်စုအချင်းချင်းသာပေါင်းတင်းဆက်ဆံလိုချင်စသည်တို့ကတော့စလုံးလူမျိုးများရဲ့အမှတ်တစိမ့်များပဲဖြစ်ပါရဲ့ရှင်ကျလန်းကျိုးစလုံးရွာမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအထိကိုကိုွယ်ယုံကြည်မှုအနေနဲ့နတ်များကိုကိုကိုွယ်ယုံကြည်ခဲ့ရာအခုခါမှာတော့နတ်ကိုကိုွယ်ယုံကြည်မှု ပူဇော်ပတမှုများနည်းပါလာခဲ့တာဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်လို့လာခဲ့ကြပါတယ်ကျလန်းကျွန်းရှိစလုံးလူမျိုးများဗုဒ္ဓဘာသာနဲ့ထိတွေ့ပြီးကိုးကွယ်ယုံကြည်မှုရှိလာခဲ့တာဘာကြောင့်မလဲစလုံးသာသနာပြုဂျလန်းကျွန်းဆရာတော်လို့အများသိကြတယ်အရှင်ကုတလဇောတိဆရာတော်ကြောင့်ဆိုရမှာပဲဖြစ်ပါတယ် ဆရာတော်အနေနဲ့2009ခုနှစ်မှာစတင်ကဂျလန်းကျွန်းကိုရောက်ရှိတရင်သုံးခဲ့ပြီးဘာသာမဲ့ဖြစ်နေတဲ့ဆလုံလူမျိုးအများစုအားဗုဒ္ဓဘာသာဝင်များဖြစ်လာစေရန်ဆလုံလူမျိုးတို့ရဲ့ကျမ်းမာရေးပညာရေးများကိုပရဟိတလုပ်ငန်းများအဖြစ်သာသနာပြုဆောင်ရွက်ခဲ့လို့ပဲဖြစ်ပါတယ်။မကြည့်ဘူးနဲ့တမန်ရင်ငလေးများတင်းပြန်ရာသာစီရွှေ ရှားတော်ကတော့လွန်ခဲ့တဲ့9နှစ်ကျော်10နှစ်က2006 2009လောက်ကပင်လယ်ပြင်ကျွန်းရွာကလေးတွေတရားဟောကြွရင်းတဲ့ဒီဇလန်ကျွန်းဆလုံးရွာကိုဒါရောက်လာတာရောက်လာပြီးဒီမှာကျောင်းကံဖရားတွေဘုန်းကြီးကျောင်းတွေမရှိတာနဲ့ဒီရွာသူရွာသားတွေကလည်းဘုန်းကြီးကျောင်းလေးတွေတိဆောက်ခြင်းတွေပေါ့အဲတန်ဃာတော်တွေမရှိတာနဲ့ရှင်ဖရားသတင်းသုံးပြပါအပင်းလျှောက်လာသတင်းသုံးပြသွားတာပေါ့ ဆရာတော်ဆိုင်ဟိုလာတုန်းကတော့စလုံးအိမ်40ကျော်ရှိတယ်ဗမာအိမ်ကတော့၄ငိုင်းလောက်ပဲရှိတယ်ပေါ့အတရားပေါ်လေးနှစ်ညလို့ဖြစ်တာဗမာတွေကဒီကျုံးမှာတန်ဃာတော်တွေလည်းရောက်ပေါက်ရန်ကိုနေတယ်ဒါဆရာတော်တို့ကြွလာတော့သူမင်းမြတ်နုံနုံပဲပင့်ပြီးတော့စွမ်းနေလူကြတရားလေးတွေနာကြအဲ့ချိန်တုန်းကတော့ဒီစလုံးလူမျိုးတွေကနှစ်ကိုးွယ်ကြပါဘုရားဘာသာတွေမဟုတ်သေးဘူးပေါ့လေဆရာတော်ရောက်လာပြီးတော့မှ ဒါတို့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဗုဒ္ဓဘာသာဖြစ်အောင်အဲရှစ်ခိုးတတ်အောင်တရဏဂုံလေးတွေတည်ထားအောင်ဒါဆရာတော်ကြိုးစားပြီးဆောင်ရွက်ရင်းတော့အခုတော့အလုံးဗုဒ္ဓဘာသာတွေဖြစ်သွားတာဝိလံခေါင်ပြပြီးလူသူအယောက်ပေါင်နေတဲ့နေရာမျိုးသားထူးခြားတဲ့လူမျိုးစုများနေထိုင်ရာနေရာ ြီးလိုနေရာမှာအခုလိုစီကားများပြားရင်ချင်းချင်းတဲ့မြင်ကွင်းကိုမြင်ရတာအံ့ဩမိကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။ထဝလာတခွေမူကောင်းကင်ကျင်လေကုန်သောတတဝါတွေအခုလိုဒါကတော့အရင်နဲ့မတူတိုးတက်ပြောင်းလဲလာပြီးဘာသာမဲ့မြောင်ဘဝမှာကိုယ်ွယ်စည်းကြရအမှန်ဘာသာတရားရှိလာတဲ့စလုံးလူမျိုးတို့ရဲ့သာသနာအောင်ပွဲအခမ်းအနားကြီးကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော်ကဒီသာသနာပြုအောင်ပွဲကြီးကိုတော့ခေါင်းစဉ်လေးတက်ထတာတသက်တခါဇလန်ကျိုးစလုံးရွာဘုရားသာသနာအောင်ပွဲကြီးရည်ရွယ်ချက်တွေကတော့အများကြီးပေါ့စလုံးတွေအတွက်လည်းပါတယ်ဆရာတော်တရားနာပရိသတ်တွေလည်းပါတယ်တင်းသားဤတိုင်းသူတိုင်းသားတွေလည်းပါတယ်ပေါ့လေဆရာတော်ကဒါဒီပွဲကြီးက6နှစ်တိုင်တိုင်တရားဟောပြီးရလာတဲ့အလူငွေတွေနဲ့ဆရာတော်ဘုရားသာသနာကိုကျေးဇူးဆက်တဲ့သဘောနဲ့ ရနာပရိသတ်တွေလည်းကုသိုလ်ရအောင်ဆိုပြီးတော့ဆရာတော်ဟိုတိဆောက်တာပေါ့လေဟုတ်ရင်တော့ဆလုံးနေနဲ့ခုဆလုံးနေမတူတော့ဘူးဟုတ်ရင်တော့ဆိုရင်တို့ကငုံငုံငိုင်းငိုင်းကြောင်ကြောင်စီစီတွေဖြစ်နေတာပေါ့အခုဆိုရင်ဆလုံးလူကြီးတွေရောလူငယ်တွေရောတို့ကြည့်ရတာအားတွေရှိလာတယ်လို့ပဲပေါ့ဆရာတော်ရှင်းတို့အားရှိတဲ့သဘောမျိုးပေါ့ဘုံเจ้าကနေလည်းရဲဝင်ဝင်ထွက်ရဲတယ်အဲပြီးတော့အလူပွဲတွေပါလေဆိုရင်လည်းတို့လုတ်ကင်တက်လာပြီဖခင်လည်းရှိခိုးတတ်တယ်တန်ငါတော်တွေမြင်လည်းလက်ဦးတွေပါလေခြိတက်လာတယ် အဲ့လိုမျိုးပေါ့ဟိုအရင်တုန်းကဆလုံးတွေနဲ့တော့လုံးဝကိုမတူတော့တဲ့အပိုင်းတွေရောက်လာတယ်။တခြားဆလုံးတွေတော့မသိဘူးပေါ့ဒီဂျလန်ကျိုးဆလုံးတွေကတော့တော့ရဲရဲဝံ့ဝံ့တတိတွေအပြည့်ရှိလာတယ်။ကျွတ်နဲ့ကြာပြီးငငယ်ငယ်ကနေကိုလဲမော်လဲကျော်ကျော်ထွေးနဲ့ညာနေပြလာကမွန်များခယူငုံပေါ့ဆာဒေါ်လားဆာဒေါ်ရာဆန်နဲ့စီဗီအမ်အဲဆရာအလုံးလုတ်ပေးဖို့ဒုနာမှာဒုခလေကြောင်ကြောင်တက်ခိုင်ပါ냐လာလုတ်ဂျွာလုတ်ဂျွာအောင်ဂျွာဖြဲအောင်လို့ကိုဒုအတိဖြဲအောင်ပြလုတ်ပေးရဲ့ ျလန်းမြေမှာမြတ်ဗုဒ္ဓသာသနာဝေဖျာထွန်းလင်းခဲ့တဲ့သာသနာအောင်ပွဲအခမ်းအနားကိုတော့အနည်းနဲ့အရရမှအပရိသတ်ပေါင်းတထောင်ကျော်တက်ရောက်ပြီးစီကားစွာကျင်းပခဲ့ပါတယ်။အော်သာသနာပြုပွဲကိုလာဖြစ်တာကတော့ကျွန်တော်တို့ကထိုင်းနိုင်ငံတောင်ပိုင်းမှာရွှေပြောင်းအလုဒမာအဖြစ်နဲ့ကျွန်တော်တို့လုပ်နေတယ်။ရွှေပြောင်းအလုဒမာတွေစုပေါင်းပြီးတော့ကျွန်တော်တို့ဝက်ဖိုးဝိုင်မှာကျွန်တော်တို့တန်ဃာတွေသတင်းသုံးဖို့နဲ့ကျွန်တော်တို့ဒီမြန်မာရွှေပြောင်းအလုဒမာခလေးတွေရဲ့ ဟိုနောက်အနာဂတ်ပညာရေးအတွက်ကိုကျွန်တော်တို့ကြိုးစားရတယ်ဆရာတော်ကနေပြီးတော့ကျွန်တော်အကြောင်းကိုဆောက်လုပ်ဖို့အတွက်ကိုတရားပွဲရတဲ့ဓမ္မပူဇာတွေကနေပြီးတော့လှူဒန်းသွားတယ်ဆရာတော်ရဲ့ကျေးဇူးတွေကလည်းကျွန်တော်တို့ရွှေပြောင်းအလုပ်သမားတွေပေါ်မှာအများကြီးရှိတယ်ကျွန်တော်တို့ကလည်းဆရာတော်ပေါ်မှာကျေးဇူးတည်တဲ့အနေနဲ့ဆရာတော်ရဲ့အခုဖရသာသနာဆလုံးကျုံးကဖရသာသနာအောင်မြင်ပွဲကိုကျွန်တော်တို့ရွှေပြောင်းအလုပ်သမားတွေစုပြီးတော့ကျွန်တော်တို့အခုလာရောက်ရခြင်းဖြစ်ပါတယ်။အော်အတိုင်းမသိဗျာကျွန်တော်တို့ခုနပြောလို့ညာ ကျွန်တော်အမြန်ရင်စိုက်တဲ့အချိန်မှာဒီကျွန်းတလောက်လူတူမနီးတဲ့နေရာမှာဒီလိုထူးထူးခြားခြားသာသနာပြုနိုင်တဲ့ဆရာတော်တပားရဲ့ဇွဲလုံးလသီလပညာတမာကြီးကိုကျွန်တော်တို့အတိုင်းမကြည့်ကျွန်တော်ချီးကျူးမိပြီးတော့ကျွန်တော်တို့အမတန်မှကြည်ညိုပြီးကြည်ညိုပြီးဖြစ်သွားပါတယ်သာသနာအောက်ဘက်မှာကျွန်တော်တို့ကောတာမျိုးနေပြီးတော့ဒီကျလာကျော်ကိုပြပြပတ်လာတဲ့မေဆွေဓမ္မမေဆွေအလောက်ကိုလက်ခီချုံမေအောင်ဆိုတော့အမြတ်ရင်နဲ့ စစ်စဲပေးရမယ်တော်တော်လေးကိုယူထားပါရရှင်ရာကောမန္တလေးကလေးဝါတမူးမော်လမြိုင်ဘေးတဝဲကောတောင်းပလောတနေတာကြီးမျိုးမြိုင်ပဲလက်ခဲပါရရှင်ကျမတို့ကောတောင်းမျိုးဝနီလာတော့လူပေါင်း၄၀၀လောက်ရှိတယ်ရှင်လည်းနဲ့ရရလာတဲ့လူတွေမြားရရှိတယ်အလောက်ပလိုက်မယ်ဆိုတော့တပေါင်းကြော့လောက်ရရှိမယ်လို့ထင်တယ်ရှင်ဂျလာကျော်ဆက်လောက်ရွာလေးမှလာပြီးတော့ သဒနာစတိခေရဆိုတော့ဆရာတော်ရဲ့ယူသေးဆရာတော်လည်းယူသေးတယ်ဆရာတော်ရဲ့စိတ်ထားလေးတွေယူသေးတယ်ဆရာတော်ရဲ့စိတ်ဓာတ်ခေါ်အားအမြဲအနေပြီးတော့တက်သေးပြန်လိုက်တယ်ဒီဂျလာကျော်သဒနာဖျောက်အောက်ဝဲရဲ့အနေပြီးတော့ဆရာတော်ရဲ့စေတနာလေးကိုစိတ်ထားလေးတွေကိုတက်သေးပြုရလို့ကျွန်တော်တို့လည်းခံစားမှုပဲရှယ်လက်တွေးလည်းအမြဲလည်းမြင့်နေရကျို့တော့ဆရာတော်လည်းစတဲ့တဘိုးတို့တအောင်ရပြီးတော့သဒနာပြုနိုင်ပါစေကျွန်တော်တို့လည်းဆရာတော်ရဲ့သဒနာကိုထောက်ပံ့နိုင်တဲ့ သူတွေဖြဲပွားစေလို့လည်းအမြတ်ထဝရစ조사နေရလို့ပါလေရှင်2008 2009ခုနှစ်စပြီးတော့ပေါ့နော်ဆရာတွေကပါရမီအခုချိန်ဆိုရင်2019ရောက်တဲ့ချိန်တိပေါ့ကျွန်တော်တို့ကပါရမီဖြစ်တဲ့အနေနဲ့ဆရာတို့အနောက်မှာလိုအပ်တဲ့အရာတွေအားလုံးကိုပတ်ဖို့ကူညီပေးခဲ့တော့ကျွန်တော်တို့ဖွဲ့နဲ့အတူပတ်ဖို့ကူညီတဲ့ဖွဲ့လည်းရှိပါတယ်ခင်ဗျကျွန်တော်တို့ဖွဲ့ဆိုရင်ဓမ္မဝိဟာရဓမ္မသဘင်အကျိုးတော်ဆောင်ဖွဲ့ပုံကြမမကဓမ္မသဘင်အကျိုးတော်ဆောင်ဖွဲ့ပြီးလို့ရှိရင်မင်္ဂလာပါပရဟိတအဖွဲ့ ကျယ်စင်ပရဟိတအဖွဲ့တွင်လည်းပူပေါင်းပြီးတော့ကျွန်တော်တို့ဒီဂျလန်ကျုဆလော်ရဘုရားသဒ္ဒနာတော်ကြီးအောင်ဘွဲအတွက်ဝိုင်းဝန်းကူညီပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်ခင်ဗျရက်နေ့ရက်ဝေးကသွားရေးလာရေးအဆင်ပြေဖို့အတွက်ကျွန်တော်တို့ကဆက်လက်လေးဆင်ပေးရပါတယ်ခင်ဗျအမြဲရေးလေးစီဆင်ပြီးတော့ဒီဂျလန်ကျုဆလော်ရကိုကျွန်တော်တို့ကအဆင်ပြေဖို့အတွက်ဆောင်ရွက်ပေးရပါတယ်ခင်ဗျနေပါစခင်းနဲ့ဆိုတာခင်ဗျသူရှင်လေးပေါ်တဲ့ဟာဆိုရင်သူရဲ့အလှူရှင် နဲ့သူရဲ့မန်ဒက်လေးကိုကျွန်တော်တို့ကတိဆောက်ပေးရဖြစ်ပါတယ်ခင်ဗျာကျန်တဲ့မန်ဒက်လေးတော့ဆရာတို့ကအဆင်ပြေအောင်ဆွေးပြအားလုံးကိုလူအပ်တဲ့နေရာဖြည့်ဆည်းပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာနေစရာမရှိတော့အောင်ကိုပဲများတယ်ဆိုတော့လူတပေါင်းကျော်လာတော့ခံမှန်းပါတယ်ခင်ဗျာ Unnamed Kawaii Han ခပနဲ့လေသူကတော့စလုံးရွာသူတူပဲဖြစ်ပါတယ်။တမီးနှစ်ယောက်ရဲ့မိခင်တူဖြစ်ကနေ့စဉ်ကင်းမွန်များတဲ့အလုံနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်လို့ဆိုပါတယ်။ရွာမှာခုလိုလူတွေအများကြီးမြင်ရတာဝမ်းသာကြောင်းနဲ့ဆင်ရတော့တီထားတဲ့ဖင်အားကိုညနေတိုင်းသွားကြတော့ဖြစ်တယ်လို့ဆိုပါတယ်။သဒ္ဒနာအောင်ပွဲမှာတော့ကျွန်းတွင်တီထားကိုကိုယ်တော်မူထားတဲ့ ဒေဝဒေဝမကင်ဖောင်စီကရဝိတ်ဗိမာန်ထိုင်တော်မူဖျားကြီးဗုဒ္ဓပိတေကအနေကစားတင်မင်္ဂလာလောကနာထသင်မယားစီတီတော်ထီတော်တင်မင်္ဂလာပင်လယ်ပြင်ဒေတာစလုံးကျေးရွာပေါင်းစုံမှစလုံးလူမျိုးစုမိသားစုတို့အားဆန်စီစေဝအဝိထေနေအစားအသောက်များပေးကမ်းပြုတဲ့ဒါနာပုတ္တမင်္ဂလာ ပင့်တန်ကအရှင်သူမြတ်တို့မှစလုံးကြီးရာအတွင်းအနည်းငယ်ကင်းပရိပဋ္ဌာန်းတရားတော်များရုပ်ဖတ်ချီးမြှင့်ခြင်းမင်္ဂလာတန်ဃာတော်အပါတရားတို့ကိုစွန်းစံစိန်နောက်လူချင်းနဲ့လူပဲဝတ္ထုဆက်ကလူတန်းချင်းမင်္ဂလာနဲ့တရားရည်အေးတိုက်ကြွေးချင်းမင်္ဂလာစသည်တွေကို အပရိသတ်ပေါင်းစီကားစွာနဲ့ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဆရာတော်ကတော့ရန်ကိုဝမ်းတာဒီလိုဝေးလံခေါင်းတီးတဲ့ ရက်ဒီမှာဘုရားသာသနာဟိုတခုတင်းတင်းကြဲကြဲထဲထဲဟိုဟာရှိနေပါလားလို့အားလုံးလည်းဟိုကိုယ်တွေ့မြင်စေချင်တာပေါ့မြင်ဘူးစေချင်တာပေါ့လာရတော့အရန်ကိုခက်ခဲပင်မပါလေဒါမဲ့လို့အားလုံးလည်းဇွဲကောင်းကြတယ်ရောက်ရောက်အောင်ကိုဆရာတော်ရှိလာခဲ့ကြရအောင်ဆရာတော်ကတော်တော်လေးကိုဝမ်းသာပီတိဖြစ်နေတာဆရာတော်ကတော့ဗုဒ္ဓရဲ့တပည့်တော်ကတွေတရားနာနေကျင်နေပါတယ်တရားများများပဲနားစီကျင်ပါတယ် ိဘပြည်သူများရှင်လှပတဲ့တဘာဝတရားချစ်ကိုပန်းဆိုင်ထားတဲ့ဂျလန်းကျွန်းစလုံးရွာလေးမှာတော့တဘာဝအလှတရားများချင်ရင်ကသာသနာယောင်ဝါထင်းင်းလေးရရှိပြီးစလုံးများရဲ့ရင်မာလေးဖျားသာသနာတည်ခဲ့ပြီးမှတန်ဖိုးမဖြတ်နိုင်တဲ့သာသနာအောင်ပွဲတစ်ပွဲအဖြစ်ကြည်နူးဝမ်းမြောက်ဖွယ်မှတ်တမ်းပြုတင်ဆက်လိုက်ရပါတယ်ရှင်။